အရင်နှောင်းကမြမပြီတောင်ပိုင်းကစိန်လန်းတာရတဲ့ရွှေပြည်ရိတ်ရွာလေးမှာလင်းလို့ခေါ်တဲ့တငယ်ချင်းတယောက်နေထိုင်ပါတယ်ရွာသားတွေဟာတစ်တော်တွေစမ်းချောင်းတွေကိုကိုးကွယ်ရလို့မှတ်ယူပြီးတဘာဝနဲ့အညီဘဝဖြတ်တန်းကြတယ်ဒါပေမဲ့တနစ်မှာမိုးခေါင်ပြီးစမ်းရည်တွေခန်းလာတော့တစ်ပင်တွေပါညှိုးနှွမ်းလာတယ်ရွာသူရွာသားတွေဟာကြောက်လန့်ပြီးဒီဘလို့ဖြစ်ရတာလဲဆိုပြီးအပြေရှာကြတယ်နေရဲ့အဖွားကြီးကသူ့ကိုသမိုင်းလေးတစ်ခုပြောပြတယ် အရင်နှုန်းကဒီရွာမှာတစ်တောကိုစောင့်ကြက်တဲ့နတ်သမီးလေးရှိတယ်။သူမကတစ်ပင်တိုင်းကိုချစ်ပြီးလူတွေကိုတဘာဝနဲ့ပေါင်းစည်းနေထိုင်ဖို့သင်ပေးတယ်။ဒါပေမဲ့တဖြည်းဖြည်းနဲ့လူတွေကတစ်ပင်တွေကို ခုန်လဲပစ်လာကြတယ်။နတ်သမီးလေးဝမ်းနေပြီးရွာကိုစွန့်ခွာသွားတော့တဘာဝကလည်းဒဏ်ပေးလာတယ်။ဒီပုံမြင်ကိုကြားပြီးလင်းကစဉ်းစားမိတယ်။ အဖွားပြောတဲ့အတိုင်းဆိုငါတို့တက်တော်တွေကို ပြန်လဲထိမ့်သိမ့်ဖို့လိုနေပြီးနင်းကရွာသားတွေကို စုပြီးအကြံပြုတယ်သူတို့ဟာတစ်ပင်ဆိုင်ပြိုးရေးစွန့်ပစ်ပစ္စည်းများပြန်လဲအသုံးချရည်တို့ကိုစတင်လှုပ်ဆောင်ကြရတဲ့လူကြီးတွေကအစာပိုင်းမှာယုံမကြည်နိုင်ပေမဲ့နင်းနဲ့ကလေးတွေရဲ့လှုံ့ဆော်မှုကြောင့်ပါဝင်လာကြတယ် ။တညမှာလင်းဟာတတော်ရဲကရှီဟောင်းကျုံးမင်းတပင်အောင်မှာလျှို့ဝှက်တဲ့ရေထွက်နေတဲ့ကြောက်တုံးလေးကိုတွေ့လိုက်တဲ့ဒါဟာအဖွားပြောခဲ့တဲ့နတ်သမီးလေးရဲ့တင်ကြေဒါပါပဲ။ရွာသားတွေတဖန်ပြန်ပြီးတတော်ကိုကာကွယ်တဲ့အခါမိုးတွေပြန်ရွာလာတဲ့မြေကြီးတွေလည်းစိမ့်ဆူလာပါတယ်။တဘာဝကိုချစ်မှတဘာဝကလည်းပြန်ပြီးချစ်ပါလိမ့်မယ်။တယောက်တိုင်းရဲ့လှုပ်ဆောင်မှုကကဘာကြီးကိုပြောင်းလဲနိုင်တယ်။